မင်္ဂလာပါဒီနေ့မှာတော့ဘဝအတွက်သင်ခန်းစာပေးပုံမီလေးပြောပြကြပါမယ်ပညာရဲ့တန်ဖိုးနဲ့နှိမ့်ချတဲ့ရှင်တခါတော့ကပမောက်ခယီဥဒထုံးဆိုသူဟာနှစ်ပေါင်းများစွာ တက္ကသိုလ်မှာစာပေပညာတွေကိုသင်ကြားပေးခဲ့ပြီးအလौတောင်ကနေပြင်စင်ယူတဲ့အခါစိတ်ပန်းဖြေဖို့အတွက်အပန်းဖြေခရီးထွက်ခဲ့ပါတယ်ကျုံးစုတနည်းကိုသွားဖို့အတွက်ပင်လယ်ကိုဖြတ်ကျော်ရမှာဖြစ်လို့ လှေငယ်တဲ့စင်းနဲ့ပြည်သူကြီးဥွှေမုံကိုငားရမ်းလိုက်ပါတယ်။လှေဟာကန်းကန်နေထွက်ခွာတာနင်းချိန်မှာပမ္မုခ္ခကြီးဟာပြည်သူကြီးနဲ့ခိတ္တအမျှစကားပြောဆိုခဲ့ကြပါတယ်တဲ့။ဥွှေမုံကြီးခမည်းကဒီပင်လယ်ကြီးကိုဖျက်နေတဲ့သူဆိုတော့ပင်လယ်နဲ့ပတ်သက်တာဗာပညာရက်တွေတတ်ထားတယ်လေဗျ။ဥပမာမိုးလေဝသပညာရမုံတိုင်းရှင်နေခမ်းမင်းတဲ့ပညာဒါမှမဟုတ်ဒီအတက်ကြွတွက်ချက်တာမျိုးပေါ့။ ဒီပညာရတွေကပင်လယ်ခရီးမှာရေးကြည့်တယ်မဟုတ်လားလို့မေးလိုက်ပါတယ်။ဒီသူကြီးဦးရွှေမောင်ဟာပြုံးပြသည်ကျွန်တော်ဗာပညာမှမတတ်ပါဘူးခမညာ။စာပေဆိုတာဝီယောခေတ္တမန်ကိုကျွမ်းကျင်အောင်လှောက်ခတ်တာရဲ့လီတိုက်နှောင်းနဲ့နှိုင်းရှင်တွေကိုခံမှန်ပြီးခေကိုထင်းချောင်းတာကလွဲလို့ကျန်တာဘာမှမတတ်ဘူးလို့ယူသားစွာပြန်ပြေးလိုက်ပါတယ်။ဒီစကားကိုကြားရတော့ပမောက်ခရီးဦးတာတောင်းဟာစိတ်မကောင်းစွာနဲ့ပဲ ကောင်းလို့ညင်းပြီးပြောလိုက်တယ်။ဟာဗျာခမည်းဒီပညာတွေမတတ်တာတော့ဆိုးတာပေါ့ဗျာ။တင်းလင်ခကြီးမှာဒီလိုအေးပါတဲ့ပညာရဲတွေမတတ်ရင်ခမည်းရဲ့ဘဝတစ်ဝက်ကတေးနေပြီပဲလို့ပြောရမှာပဲလို့အထင်သေးတယ်လေးတန်နဲ့ဆိုလိုက်ပါတယ်။ခုရှင်မုံကဘာမှပြန်မပြောပဲ။တိတ်ဆိတ်စွာပဲလီကိုဆက်လက်လောကနေပါတယ်။ခဏကြာလှေဟာကန်းနဲ့အတော်လေးဝေးတဲ့နေရာရောက်မှတော့ရုတ်တရက်ပင်ရင်ပင်တစ်ခုလုံး ဒီလိုင်းတွေထန်းလာပြီးမုံတိုင်းတွေတိုက်ရိုက်ထိုက်တိုက်တွေ့ပါတော့တယ်မိုးကလည်းအုံမိုင်းလာပြီးလေပြင်းတွေကလည်းတိုက်ခတ်လာတာမို့လှေငင်လေးဟာပိုရင်းဒီရင်ဖြစ်လို့လာပါတယ်ထို့အချိန်မှာပြည်သူကြီးဥရှင်မုံဟာမုံတိုင်းကြားကနေပမောက်ခတ်ကြီးကိုလှမ်းပြီးမိလိုက်ပါတယ်ပမောက်ခတ်ကြီးခင်ဗျာရေကူးတက်ပါသလားတဲ့ပမောက်ခတ်ကြီးဥသာတော်ဟာမျက်နှာပြက်သွားပြီးထိမ့်လန့်ကြပြန်ဖြေလိုက်ပါတယ်ဟာ ငါမှဘာသာစုံပြင်ရက်တွေကုန်တက်တယ်။စာပေတွေလည်းကျွမ်းကျင်တယ်။ဒါပေမဲ့ရေတော့လုံးဝမကူတတ်ဘူးဗျာ။ဒီတစ်ခါမှာတော့ဥရှင်မောင်ကတက်ပြင်းချပြီးစိတ်မကောင်းစွာနဲ့ပဲပြောလိုက်ပါတော့တယ်။ဒါဆိုရင်တော့ပမောက်ခကြီးခမညာခမညာရဲ့တပွားလုံးတည်ဆုံးကြီးတဲ့။လေတကြီးဟာသူ့ရဲ့ရေပြင်ကျွမ်းကျင်မှုနဲ့ရေကူးတတ်တဲ့ပညာကိုအသုံးချပြီးအသက်ဘေးကနေလွတ်မြောက်နိုင်ဖို့ကြိုးစားခဲ့ပါတယ်။ပမောက်ခကြီးမူတာထုံးကတော့ တူတက်တဲ့ဇာပေပညာတွေဟာသူ့အချိန်မှာဘာမှအသုံးမဝင်ပဲဖြစ်နေခဲ့ပါတော့တယ်။ဒီပုံစံလေးကနေရရှိတဲ့အဓိကဘောတင်ကန်းစားကတော့ပေတုကိုမဆိုအထင်မသေးပါနဲ့။တူတယောက်မှာဇာပေပညာဘွဲ့လိုက်မှစသဖြင့်မရှိခဲ့ရင်တော့သူ့ရဲ့လက်တွေ့ဘဝကျင့်ကြံမှုနဲ့အတွေ့အကြုံတွေဟာတစ်ခါတည်းမှာပုံမှုအေးပါပြီးအသက်ကျန်နေတဲ့ပညာရည်တွေဖြစ်နေနိုင်ပါတယ်။ကိုကိုကိုထင်ကြီးပြီးအခြားသူတွေကိုနှိမ့်ချခြင်းမှာ ချောင်ကျင်ပါလူတိုင်းမှာကိုယ်စီအားသာချက်ကျွမ်းကျင်မှုနဲ့တန်ဖိုးကိုယ်စီရှိကြပါတယ်ပညာရေးနယ်ပယ်တစ်ခုမှာထုံးရှုံမိမဲ့ဘဝရဲ့အခြားနယ်ပယ်တွေမှာအားနည်းချက်တွေရှိနေနိုင်တာမို့အခြားသူများကိုပါရဉ္ဇီမြလေးစားရတဲ့စိတ်ထားရှိဖို့အရေးကြီးပါတယ်ပညာဆိုတာစာအုပ်ထဲမှာတည်းမကပဲလက်တွေ့ဘဝမှာလည်းရှိတယ်ဆိုတဲ့အချက်ကိုပါသင်ကြားပေးလိုက်တဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ခင်ဗျာ